ယမန်နိုင်ငံရှိဟူတီများသည်မာရီအုတ်ချုပ်ရင်မှုယုံအနည်းရှိ USMQ9 Reaper drone တစ်စီးအားပစ်ချခြင်းဖြစ်သည်ဟု၎င်းတို့အခိုင်အမာဆိုထားသည့်ဗီဒီယိုကိုထုတ်ပြန်ခဲ့သည်ဗီဒီယိုဖိုင်တွင် drone ဒီဝေဟင်၌တိုက်မိပြီးအပြည့်အစင်များလောင်ကျွမ်းနေပြီးထိုအပြည့်အစင်များကိုကြီးစုနေသူများကိုပြသထားသည်၎င်းတွင်2023ခုနှစ်အောက်တိုဘာလ9ရက်နေ့ကတည်းကပစ်ချခံခဲ့ရသည့်ဟူတီများကပြောကြားသည့်16ခုမြောက် USMQ9 Reaper drone ဖြစ်သည်။၎င်းတို့သည်ဒေါ်လာတန်30တန် drone ကိုဖျက်ဆီးရန်အတွက်ပြည်တွင်းလုံးဒုံးကျည်ကိုအသုံးပြုခဲ့သည်ဟုဆိုကြသည်။ဒေသတွင်းမှ MQ9 မောင်းသူမဲ့ drone လေယာဉ်တွင်ရှုံရှုံခဲ့ရတယ်လို့ American စစ်တပ်ကအတည်ပြုလိုက်ပါတယ်။ရခိုင်ကဟူဒီတပ်ဖွဲ့များသည်ယမန်တွင် American drone များကိုပစ်ချခဲ့ကြောင်းတာဝန်ရှိသူများကလည်းပြောကြားခဲ့သည်။ အမေရိကန်နဲ့ဟူတီတွေကြားတင်းမာမှုတွေမြင့်တက်လာနေပါတယ်။အမေရိကန်ဒီယမန်ရှိဟူတီပြည်မများကိုလေကြောင်းမတက်ခတ်မှုများပြုလုပ်လျက်ရှိသည်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့ဒီတက်ခတ်မှုတွေဟာအီရန်ကြောထောက်နောက်ခံပြုအဖွဲ့ရဲ့ချင်းချောင်းမှုတွေကိုရပ်တန့်ဖို့နဲ့တင်းမောလမ်းကြောင်းတွေကိုလုံခြုံအောင်ထားဖို့ရည်ရွယ်ထားတယ်လို့ပြောပါတယ်။ယမန်နဲ့နှစ်ဖက်စလုံးကစီရီအရဆက်လက်လှုပ်ဆောင်နေတဲ့ဖြစ်အခြေအနေမှာတင်းမာလည်းရှိပါသေးတယ်။